ကွန်မန့်နေမှာတော့အခုဒီစာစီအကြောင်းမေးနေကြတယ်အခုဘလို့ထင်လဲဒီစာစီကဒါရောင်းကန်နေမလို့ပြန်ပြီးဆွဲထုတ်လာလားသူစင်သားချေပြက်လို့လို့ပြတာလားမဟုတ်ပါဘူးရောင်းကန်နေဆိုဈေးမရမှာဆိုလို့လူငယ်သင်းရနေလူကြီးသင်းခေါ် training လေးဆင်းခိုင်းလိုက်တာမခက်ခဲပါဘူးလောက်ကကျွန်တော်လေးလုပ်တယ်မခက်ခဲပါဘူးဒါတော့ကျွန်တော်လေးလုပ်တတ်တယ်မခက်ခဲပါဘူးကလေးသင်းတဲ့ကံဒီကို၁၀သန်းမကျော်ဖြစ်သွားမှာကလေးသင်းတဲ့မကံလူကြီးသင်းတဲ့ထရိုင်နင်းစင်တော့၅၅၀လောက်ရ၅၀လောက်ပူရရနေလာဒါပါပဲ တို့ဘယ်သုံးမလဲသုံးကျင်နေဆိုရင်သုံးကျင်နေဆိုရင်ဒီလောက်ခွေးဖြစ်နေတဲ့ချက်စီးနောက်တန်းမှာစမ်းသုံးကြည့်ကျင်နေဆိုလို့ရှိရင်ဒီလောက်ထိကလေးသေးနဲ့မှာကျွန်တော်ထည့်ခိုင်းဆော့ခိုင်းကြအကြောက်မှမရှိတာဟာလာကျွန်တော်တို့ဒီဘာဒီယာရှိ sorry အာဒီအချင်းပေါင်းတို့ပေါ်နေရာရလာစရာအကြောက်မရှိဘူးတစားစီတို့ပဲသုံးမှာပေါ့တို့ရဲ့ plan ကရောင်းပါအခုအဲ့တိုင်းဝေးကျော်ပြဿနာလေကျွန်တော်အဲ့ဒါမကြိုက်ဘူးလေတို့ရောင်းမယ်တိုင်းဝေးကျော်ပတ်စံရှာမယ်တစားစီပတ်စံရှာမယ်တိလာအဲ့လိုရှာမယ်အဲ့ရှာနေတဲ့နေရာကနေ တို့လူပြန်ဝင်မင်းငချင်းစီနဲ့ငချင်းကြော်မင်းကြော်မင်းအဲဒါပေမဲ့အဲ့ဆိုတော့တို့ကအဲ့ကောင်တွေကိုအောက်စီးနဲ့ရောင်းလို့မဖြစ်နိုင်ဘူးအောက်စီးနဲ့မရောင်းချင်ဘူးအဲ့ဒီကောင်တွေကိုခြေသွေးမယ်ဒါပဲဒါကြောင့်မို့လို့မလိုလားဖဲနဲ့အသင်းကဟိုတချို့သောပွဲစဉ်တွေမှာမလိုလားပဲအခုကျွန်တော်ဘန်လီနဲ့ပွဲကိုစိုးရင်လေဩဘာလို့စိုးရင်လဲဆိုတော့အခုကျွန်တော်ပြောဘာလို့စိုးရင်လဲဘာစီလိုနာနဲ့ပွဲရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ line up ကို9ယောက်10ယောက်ချင်းဘယ်လိုလုပ်မလဲอืม ဘာစီလိုနာလူလူပြည့်နီးပါထုတ်ပြီးတော့ဂျိုင်းရမှာကန်ကျွန်တော်တို့စနေနေ့ကန်မှာကန်ပြီးချက်စီးနေတယ်ကန်အောင်မှာသူတို့က AC ပဲပြောချင်တာသူတို့နီးပြတယ်လှုပ်တဲ့ပုံစံကအဲထားပါတော့ဘာစီလိုနာမှာဆိုလို့ရှိရင်ရာဖီယာလိုင်းနဲ့ရှိရင်ရာဖီယာယာမဲရှိရင်ယာမဲလိုင်းနဲ့ရှိရင်ယာမဲအဓိကဖရန်ကီဒီယွန်တို့နောက်တန်းမှာရှိတဲ့ခါလီမှာကွန်ဒီတို့ဂူဒမာတို့ဒါမျိုးတွေကမပြောင်းဘူးဒါတွေကသူတို့ရဲ့ကြောယိုးတွေသူတို့ရဲ့အဓိကနေရာတွေ ဒါတွေကိုသူတို့ပြောင်းလဲခြင်းမလုပ်ဘဲနဲ့ပွဲတော်ကိုတည်လိုက်တယ်။အဲဒါပေမဲ့ကျွန်တော်တို့လိုအပ်နေတဲ့ရလက်အဲသူတို့လိုအပ်နေတဲ့ရလက်အမှအခုပြောချင်တာဒီ Hansi Flick ရဲ့လိုအပ်နေရဆိုစူစီ31လောက်ဖြစ်သွားပြီဆိုရင်ဒီကစားသမားတွေကိုသူ line နဲ့မှာအနားပေးလိုက်ဟာလာမင်းတို့စိုးစိုးစီးနားငါတို့ကြားပွဲမှာခီးသွားဖို့ရှိတယ်မင်းတို့နားလိုက်တော့လူငယ်တွေနေရာပေးမယ်ဒါဟာ Normandy နီးပြတွေအားလုံးလုတ်တဲ့ပုံစံဒါပေမဲ့ Chelsea တင်းကအဲ့လိုမလုပ်ဘူးဒီ Sporting Director နဲ့ သူတို့သွားနေတဲ့ပုံစံတဖြည်းဖြည်းနဲ့သတင်းတွေက leak တွေဖြစ်လာပြီကျွန်တော်တို့ဘန်ဂျီကော့ကနေပြီးတော့ Twitter နဲ့ X တို့မှာအဲကျွန်တော်တို့ podcast တွေလွှင့်တယ်လူတွေအများကြီးဝင်နားထောင်လို့ရတယ်ချို့ပြောတာတွေသူတို့လွှဲတယ်အဲ့လောက်မခက်ဘူးနားထောင်ကြည့်ပါဒါအင်္ဂလိပ်စာလည်းလည်းပါရတယ်ဆိုနားထောင်ကြည့်ကိုလည်း improve ဖြစ်တာပေါ့နော်အင်္ဂလိပ်စာကျွန်တော်တို့ခိုင်းရင်ကြုံရင်ဝင်ဝင်နားထောင်ငါးစီဖြစ်ရင်ငါးစီဖြစ်စီကိုရယ်ကိုနားလေဒီပိုင်းလေးနည်းနည်းပါသွားတယ်ကို့အတွက်တန်ဖိုးရှိတယ်ပြောချင်တာဟာလားဒီတေးကကိုလည်း native မှမဟုတ်တာဘယ်လောက်နားလဲမှာဒါပေမဲ့ဩ ချက်စီအသင်းနဲ့ပတ်သက်လို့ကစားသမားနာမည်တွေအာဘာဖြစ်ပါမန်ဆိုမားရက်ဒါတွေကတော့ကိုကသိနေရင်းနှီးနေနာမည်တော့ဝင်းနာထောင်လိုက်အဲသူတို့ပြောရတဲ့အဲမှာလေဟိုသူတို့ပြောရတဲ့အဲမှာလေအဒီပေါ့နော် recruitment team ရှိတဲ့အတွက်ကြောင့်ဒီလူပြောင်းလဲမှုများစွာလုပ်တဲ့အဟာလေအသင်းကအဖက်တွေအများကြီးဖြစ်စေတယ်ဒါသူ့ကိုပြန်ပြီးတော့ ban ကြီးကော against လုပ်ပြီးပြောတဲ့သူသူပြောအရင်ကောင်းတယ်ကျွန်တော်အဲ့ဒါလေးလေလက်ခံတယ်သူပြောတာလေးကတော့တစွန်းစကိုနားလေတာတိတိလေးပေါ့နော်ဒါလေးကိုကိုအုံးတော့ ਨੇ ပြန်ပြီးချက်တွင်လိုက်တဲ့အခါမှာအရန်ရေးကြည့်တဲ့အပိုင်းလေးလာတယ် အဲ့တော့ဟိုဘန်လီနဲ့ဘွဲကိုဘာလို့စိုးရင်လဲခုနပြန်ဆက်ရမယ်ဆိုရင်အဲ့လိုမျိုးမဟုတ်ကဟိုကလိုင်းနဲ့ထုံပါဆိုလို့စိုးရင်ဒါပေမဲ့ဘန်လီကချင်နေတာမှမဟုတ်တာကျွန်တော်တို့ brandfoot လည်းချင်ခဲ့တာမှမဟုတ်တာမဟုတ်ကလိုင်းရဲ့ထုတ်ပြီးတော့ဘိုင်းမြူးနဲ့လည်း brandfoot ကိုထုတ်ပြီးကျွန်တော်ဘိုင်းမြူးလည်းရှုံးတာအဲ့လိုတော့မလုပ်စီချင်ဘူးဗျာပြောချင်တာကြောရွေးဖြစ်တဲ့ကစားသမားတွေကိုအပြောင်းလဲမလုပ်စီချင်ဘူးကုကူဝဲလာပြောချင်တာရှုံးရှုံးနိုင်နိုင်ကုကူဝဲလာလို့လိုင်းနဲ့ပေးလိုက်ပြီဆိုလို့ရှိရင်တေချာရဲ့တို့နေရာအတွက်အစားတို့ကျွန်တော်တို့လူထဲဗျာ ဘာမှ fast line နဲ့ပေးစရာအကြောင်းမရှိဘာမှကျွန်တော်တို့ tire jaw ကိုထိတ်မှတင်ပြီးဆော့စရာအကြောင်းမရှိအဲအဲ့လိုမျိုးကြီးလုံနေမယ်ဆိုရင်တော့ကျောင်းချက်စီတင်ရအခုနဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကပြောတယ်မုံလုံးကိုဆက်ကူကတ်နဲ့ဂျာကြီးကိုသူ့မိရိုက်မှာရှင်းတယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ကဒါအခု international break မှာပထမဆုံးတွေ့မှာဘန်လေးပေါ့ကိုပြောသလို scott parker ရဲ့ဘန်လေးက င်းလုံးပိတ်ကံမယ်စိုးရင်စရာရှိတယ်အဲ့လိုပဲရှေ့ရောက်လောက်ပြောင်းမလားဘာလုပ်မလဲဟိုဘာစီလိုနာပွဲအတွက်ပဲလူချမ်းမလားကိုဟာကိုကျွန်တော်တို့ကအခုအရှေ့ရ live တွေမှာလည်းအခုပြောဘူးပါတစ်ဖက်အသင်းကောင်းတယ်ဆိုတာတဲ့ကို့အသင်းဒုက္ခဒီမာရက်စကာရဲ့ Chelsea ကမနဲ့ကလေးကသူတို့ဒီဟာကိုမပြောင်းလဲနဲ့သူတို့ဟာသူတို့ဒုက္ခပဲမြန်ပြန်ပေးပလိုက်ဆိုတော့ကိုဘာစီပွဲကတော့အခုပြီးခဲ့တဲ့ခေါက်လည်းပြောဘူးပါဘာစီအခွင့်ကံမှာဆိုတော့ Chelsea ကအမျိုးတော့သူကမကြောက်ကြောက်ကိုပြုတ် ဘာလို့လဲဆိုတော့ highlight effect ဆိုပြင်းမဲ့ကောင်ကြီးနေမယ်အဲ့ပြင်းမဲ့ကောင်ကြီးကတော့တိမ့်မယ်ဗျာ SC ဘောက်လို့ကနာချိုးလို့မထုတ်ဘူးတက်တိုးလို့မထုတ်ဘူးဗျာဘာလို့ဆိုတော့ तू ကဘာစီလိုနာပွဲမှာ तू ပြေးခိုင်းမှာဟုတ်ပြေးခိုင်းမှုအတွက် energy ကောင်းအောင်လို့ तू ကဒီဘန်လီပွဲမှာမထုတ်တော့ဘူးကျွန်တော်အတူနေရမှာဆိုကျွန်တော်အဲ့လိုလုပ်ရတော့မှာဟုတ်လားဟို sporting rider နှစ်ကောင်ကလည်းပွာတာဟဲ့အောင်မင်းလူတွေဟုတ် အကုန်လုံးလိုင်းနဲ့ပေးဒါမှငါတို့ကဈေးကောင်းရမှာမစပန်းလေးနဲ့ကောင်းပေါ်တင်ပြီးဒီကောင်းတွေကိုဈေးထုတ်ရောင်းလို့ရမှာအဲ့တော့မင်းငါဒီကောင်းတွေကိုလိုင်းနဲ့ပေးမှရဟာဟုတ်ပြီဘန်ဆိုမာစကာလေးနဲ့စဉ်းစားမယ်ငါဘာလုပ်ရမလဲအေးဟုတ်ပြီငါတို့ပြေးတန်တဲ့အင်းတော့မှနှစ်ကောင်ရှိတယ်ကွာကနာချုံနဲ့နဲ့တို့မတက်မထည့်ဘူးဘန်လီနဲ့ပွဲရှင်းတယ်ဒီကောင်းတွေကောင်းဆိုင်ပြီးပြေးမဲ့ကောင်းတွေကွာအဲ့ကောင်တွေဖဲလိုက်အကောင်ကြီးကိုငါတို့ဘာစီလိုနာမှာမတုံးမယ်အဲ့တော့လိုင်းနဲ့ပြောင်းမယ်ဟဲ့ဟုတ်ပြီအဲ့မှာမဟုတ်ကဟုတ်ကလေးပါလာပြီအဲ့ကြရင်ကိုခုနပြောတယ်ကိုကကိုဒုက္ခရောက်နေ အဲအင်းရဲ့အထုတ်တန်းလေးမှာဒေဗင်းလေးကိုကြိုးကွင်းဆုပ်ပြီးတော့ဖြစ်နေလို့ပဲကောက်ကိုဒုက္ခရောက်ဂိုးမသွင်းနိုင်တော့ဟိုဘက်က mid block တွေ low block တွေဘလော့ပေါင်းမျိုးစုံနဲ့ပုံစံတွေထိန်းဆော့ပြီးနောက်ဆုံးတော့ကောင်တာလေးတုံးပေးလိုက်ရပြီဆရာကြီးနောက်တန်းတွေကအလူပေးလိုက်တလုံးရှော့ပလာတာဖြစ်သွားတယ်ကျွန်တော်အဲ့လိုမျိုးအခြေအနေမျိုးစင်နာရီယိုမျိုးကျွန်တော်တို့ကဒေဂျာဘူးဖြစ်ဒေဂျာဘူးဆိုတဲ့အတိပဲတချို့လူတွေနားမလည်ပါဆိုလို့နားလေသူတွေလည်းနားထောင်ဟိုဟာဖြစ်ပေါ့နော်ဒေဂျာဘူးဆိုတဲ့အတိပဲဟာတခါကျောက်ရှင်မှာဒါမျိုးဒေဂျာလုံးတွေတလုံးရှိတယ်ဒီနားလေးမှာတင်ထားတယ် ဒါပေမဲ့အခုတွေးလိုက်တာကျွန်တော်စိတ်ထဲမှာအရင်တော့ဖြစ်ခဲ့ဘူးတယ်လို့ထင်တာအဲအဲ့ဒါကိုဒေဂျာဗူးလို့ခေါ်တယ်အဲ့လိုပဲဟာငါတို့ဒေဂျာဗူးဖြစ်ပြီးအရင်တိုင်းပြန်ပြန်ဖြစ်တယ်အဲ့အရင်တိုင်းပြန်ပြန်ဖြစ်တာတော့ဒီမန်လီနဲ့ပွဲမှာအန်ဆိုမန်စကန်နီနဲ့အကောင်းဆုံးပုံဖော်လို့လူတယ်ပြောချင်တာကဒီ supporting director တွေရဲ့စံနာတွေကိုလည်း against မလုပ်ပါနဲ့ဒါပေမဲ့မလုံအားပဲနဲ့ခုနှစ်ယောက်ရှစ်ယောက်တွေတော့မပြောင်းနဲ့လေ၃နေရာ၄နေရာလောက်ပြောင်းရင်တော်ပြီလေကျွန်တော်ပြောတာတော်ပြီခုနကနာချိုးတွေ netto တွေမတုံးကြည့်ဘူးအော် it's okay ငါတို့ဂင်တင်တို့ receiver လို့ရှိတယ် okay တယ် ဟာသူကမဟုတ်ဘူးဗျာနောက်တန်းနေပါအကုန်လဲခိုင်ရန်ဘာမှမသိဂိုးသမားပါပြောင်းပြစ်တယ်ဗျာပြောနေတာဆန်ချက်ကနည်းနည်းပါပါအခုဆိုလို့ရှိရင်ဆန်ချက်ကဆက်ပီးစီမှာဒါ तू ကသူ့ကိုကောင်းလာတယ်သူ့ကို तू ကဒီမှာဂိုးကီပါပါရက်နေတယ်ပုံမှန်အခုနောက်ပိုင်း modern ခင်မှာလောက်တာဗာလဲဆိုတော့ဒီဂိုးကီပါကိုနောက်ရှက်ဖို့အတွက်နောက်ကစားသမားတယောက်ကသူ့ pressure လာပေးတယ်ဒီနားမှာကျွန်တော်ရှိမှာအဲ့လိုပြီးနေတဲ့အချိန်မှာဆန်ချက်ဟာဘာလို့လဲဒီ pressure ကိုရအောင် against လုပ်ပြီးတော့ तू ဘောလုံးကိုသူ့ရဲ့ မြင်မာတဲ့အရင်နဲ့ပုတ်ထုတ်တယ်။သူ against လုပ်တယ်။ခောက်ဝဲဝဲကန်ထုတ်ပလိုက်တယ်။ဒီ second ball ပြန်ကြမယ်ဆက်ပြီးဆက်ပြီးကနေတက်လာတဲ့ဘောလုံးဒီကောင်တစ်ခုနဲ့အထိပြုတ်ကြတယ် second ball အဲ့ second ball ကို Chelsea တင်းကပြန်လေ recovery လုပ်တာအရန်အားနေ။အဲ့ဒါကိုတီးတဲ့ Enzo Maris ကဟာတခါတဲ့ Sanchez ကဖြတ်ပေးတာ။အဲ့လိုဖြတ်ပြီးဘောလုံးမိခဲ့တယ်ဆိုလို့ရှိရင် defend to attack ကို၄၅စက္ကန့်အတွင်းကိုသူကဘောလုံးကိုပစ်ထည့်ပြီးတော့ attack လုပ်တာ။ အဲ့လိုမျိုးပုံစံမျိုးကစားနေတာအဲအဲ့လိုမျိုးပုံစံမျိုးကစားနေတာရှေ့ပွဲလေးနေမှာလွန်ခဲ့ကျွန်တော်မှတ်မိတယ်ပွဲစဉ်9 6မှာလေကောင်းနေအဲ့ဒါကိုဆန်ချက်စ်ကဗျာကျွန်တော်တို့ဆိုဂိုးသမားဆိုတာအရန်ဂိုးသမားဆိုတာလीငငယ်တော့ကြားဘူးတာအရန်ဂိုးသမားဆိုတာဟိုကျွန်တော်တို့ကျွန်တော်မှတ်မိသေးတယ်ဟိုမြမအသင်းမှာဆိုလို့ရှိရင်ဗျာဟိုဂိုးသမားနာမည်ကြီးပါဗျာအပြီးလို့ရှိရှင်ကျွန်တော်အောင်အောင်ရှိတယ်အဲ့နာမည်ကြီးဂိုးသမားကြီးဗျာအနီးကပြလို့မှအောင်အောင်ဝင်ရတာပြောချင်သဘောပြောပြတာဥပမာတရားရောက်နာသွားမှအနီးကပြမှ အောင်ဝင်ရတယ်ဗျာနော်ကျွန်တော်ခြေကြီးတရားမဟုတ်ဘူးအောင်ဝကချင်းဝင်ပါနောက်တစ်ပွဲကြာလို့ရှိရင်ဘယ်တော့ဝင်မလဲမသိဘူးအဲဆိုမှာကလည်းမသိသူထည့်ရင်ထည့်မှာအဲ့တော့ခုနကရတန်မိနေတဲ့ဟိုအဲဆန်ချက်ဟာလေရုတ်တရက်မှာဘာဖြစ်ဖြစ်သွားလဲဆိုတာဂျားပွဲလေးဒီမှာမလိုလားပဲရတန်ပြက်ရတန်ပြက်ပြက်တဲ့အချက်လေးတွေရှိအဲ့ဒါကိုကျွန်တော်လက်သိမခံနိုင်ဘူးဗျာသိလားဒါကြောင့်မို့လို့ခုနှစ်ယောက်ရှော့တွေမလုပ်ပါနဲ့ကျွန်တော်မှ fifth sense ဆိုတော့ application အကိုလည်းရှိမယ်ကျွန်တော် Chelsea fan ကြီးကိုမြင်ရပါတယ် fifth dance ဆိုတဲ့ application ကျွန်တော် user name နဲ့ password တွေနဲ့အကောင့်လေးလုပ်ကြ line နဲ့စကန်နေလို့ရှိရင် notification တက်အဲ့ notification မှာရေးထားတာဘာရေးလဲဆိုတော့ Enzo Mas က changes 6 or 7 7 or 8 changes ပြီးခဲ့တဲ့ပွဲရဲ့7 to 8 changes ကိုလုတ်ထားတာဟာသွားပြီဗျာအဲ့မှာလေကျွန်တော်အဲ့လိုမျိုး notification တက်လာရင်အရင်စိတ်ညစ်ရအရင်ကြောက်ရတာ အဲကျွန်တော်တို့အဲ့လိုမျိုး7 to 8 changes လုပ်လိုက်တယ်နောက်ပိုင်းအခု quarterback တို့ဘောင်းနေပွဲအခုနိုင်လားအေးဗျာကျွန်တော်အဲ့ဗန်လီနဲ့ကျွန်တော်ကြောက်အခုစစ်သုံးနေရပါဗျာဒီပွဲနိုင်ကျွန်တော်တို့အများကြီး pressure ပေးလို့ရတယ်ပြောချင်တာသူမစင်းစားအဲ့အဲ့ဟာသူစဉ်းစားမှာမဟုတ်ဘူးသူခုနကသူတို့ရေးသွားနေတဲ့ plan ဖြစ်တဲ့ recruitment team နေဟာငါတို့ဟိုလူတွေကိုနေရာပေးရမယ်ငါတို့ကဘာစီလိုနာနဲ့တွေ့မှာဗန်လီကငါ့ဦးထက်အားနေတယ်အဲ့ဒါတွေမလုပ်စီခြင်းဘူးဗျာအသင်းရဲ့ reset တွေကိုတော့ focus လုပ်စီခြင်းလေ Azumarus ကအနေနဲ့လေဒီတဲ့ထိုင်ကိုပုံမြဲခြင်းတော့ခုနကကျွန်တော်ပြောခဲ့တဲ့စကားအတိုင်းဒီ sporting director ရဲ့ညွှန်ကြားမှုအောက်ကနေလက်တလုံးညာ twist လုပ်ပြီးတော့သူ့အနေနဲ့ပြောင်းလဲဖို့တင်မပြောင်းလဲရင်သူ့ဘာထိုင်ကိုမလိုလားတဲ့အချိန်ကြီးမှာလှုပ်လှုပ်တက်တယ်ဒါပါပဲကိုဟုတ်ကဲ့ပါတကယ်ကောင်းပါနော်ဆိုတော့တကယ်လဲဈာမှာအဲ့လိုမျိုး နောက်တန်းလူချင်းနဲ့ဘာညာကြီးလျှောက်ပြောတော့ဟာသွားပြီးတော့ဒီစားဒီပါကောက်တွေးပလိုက်တာဗျာကျွန်တော်တို့ဆိုမျိုးလုံးတွေပဲပြူးอ่ะဒီပဲဘာလဲပေါ့တမင်လောက်တာဗျာသိလားမာရက်စကမစ်ပါအောင်လဲကွာငါတို့ကဒီမှာဟာလာမင်းအဲ့လိုမျိုးပောက်ခဲ့ရပြောလို့ရှင်မင်းချက်ချင်းချက်ချင်းသွားတွေ့တာဗျာဘလိုင်းသွားတွေ့ကျွန်တော်တို့လည်းတော့တော်တော်ကြောင်ရတယ်ဒီကောင်လေးဘာကောင်နေလဲဆိုရက်ဆက်တဲ့ပုံစံတော့ပောက်တယ်အကိုကြီးပြောလို့တော့မင်းအောင်သိလားအကိုပြောသလိုသူတို့တာဂက်မရဘူးသူတို့စကားနားအောင်ထောင်လုံးမှာဆိုတော့အကိုကြီးအဲ့တော့ ဘာစီလိုနာပွဲကဘာစီလိုနာလည်းဒါရာဖီညာဒဟန်ရနေတယ်ပက်ဒရီတို့လည်းပွဲချိန်ပြီးမတုံးတော့ဘူးပြဒါပြီးချယ်ဆီကအာဆင်နယ်နဲ့ကြမ်းအာဆင်နယ်ကလည်းတစ်ဖက်မှာဘာဖြစ်လဲဆိုတော့အဲသူတို့ရဲ့နောက်ခံနှစ်ယောက်မှာကာလာဖီယိုရီယိုတော့ဂက်တူဆိုကမတုံးမဲ့နဲ့ပြန်လွှတ်လိုက်တယ်တစ်ဖက်မှာဂေဘရီယယ်ကတော့ပေါင်ချန်တန်ရရသွားတယ်လို့ကျွန်တော်တို့သိရနော်ဆိုတော့သူ့ရဲ့ပေါင်ချန်တန်နဲ့ပတ်သက်ပြီးတော့အသင်းစိတ်တော့သတင်းထုတ်ပြန်ခြင်းမရှိသေးဘူးဒါပေမဲ့ ချယ်ဆီသင်းပွဲမှာပြန်ပါနိုင်မလားဆိုရင်မေးခွန်းကလည်းသူတို့ကလောလောဆယ်ဆောင်းတဘောကတော့အဲ Gabriel ရဲ့ဒဏ်ရာတလားလောက်နားရမယ်ပုံစံမျိုးအကဲချယ်ဆီသင်းနဲ့ပွဲမှာပြန်ပါလာတော့သူကဂရိုက်ကယ်ပတ်တယ်ကလည်းချယ်ဆီကလည်းဘာဖြစ်လဲဆိုတော့ကိုပါမာကဘာစလိုနာအသင်းနဲ့ပွဲဒုတိယပိုင်းလောက်မှာစပြီးပါလာတဲ့ပုံစံမျိုးတေချာသူတို့ train နေတယ်ဆိုတော့ Arsenal နဲ့ပွဲမှာကိုပါမာဟာပါလာဖို့များတယ်အဲကိုပါမာပါလာမယ် Arsenal ကလည်း Gabriel ကတော့ပါဖို့တိတ်မကျိန်းသေးဘူးဖြစ်နေအဲ့တော့ Arsenal ပွဲကြောင်းလေး နည်းနည်းပြောပါအောင်ကို Chelsea ကသူတို့အင်္ဂလန်မှာဒီလိုမျိုးအတင်းကြီးပွဲတွေမှာ Maris ကအိုင်အောင်ဆက်ရတယ်ဆိုတော့နိုင်သွားနိုင်ဟိုနိုင်နေရှုံးနေရတော့နည်းနည်းလေးပြောရခက်တယ်ဒီပွဲကတော့အသေးကြရဲ Chelsea ကအခု Barcelona နဲ့ Burnley ပွဲကို reset ကောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမှတ်ဆုံးစရာတော့သိမရှိအမှတ်ဆုံးနေဆိုတာဥပကိုက်ဘူးပေါ့ဗျာနော်ကိုအိမ်ငွေးမှာလာပြီးကိုက0နဲ့0နဲ့ပြတ်တာပြရတာတော့မဖြစ်ဘူးပေါ့တမတ်အနည်းဆုံးတော့ယူနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့စဉ်းစားမိတယ်လို့တွေးခေါ်မိတယ်ကို အာဆနောကနောက်တန်းအတားကြစ်လစ်တယ်ကြစ်လစ်တယ်ဆိုတာကလေကျွန်တော်ပြီးခဲ့တဲ့ဟိုးရှိတစ်ဘက်ကတော့ပြောပြပါသေးတယ်အာဆနယ်ရဲ့ကစားဟန်အာဆနယ်ရဲ့ defensive သွားတဲ့ပုံစံဟာတစ်ဖက်သင်းရဲ့ဖြစ်လာနိုင်ခြေရှိတဲ့ attacking threat တွေအကုန်လုံးပြတ်တောက်ဖြတ်တောက်ပစ်တာဒါတော့ attacking attacking ပုံစံပုံဖော်တာနဲ့သူတို့ဖြတ်မှာအဲ့တော့ attacking ပုံစံပုံဖော်တာကြာလို့မရဘူးနှေးလို့မရဘူး quick transition ကိုကောင်းကောင်းသွားနိုင်ရဒါပေမဲ့အာဆနယ်ဟာတိုက်စစ်ကစားတဲ့အခါမှာ ကျွန်တော်တို့ဟိုးလွန်ခဲ့တဲ့၄နှစ်လောက်ကအာဆင်နယ်နဲ့ပုံစံတော့အများကြီး꽌လာတယ်အဲ့တော့ကြောင့်ဟိုအဲ့လိုမျိုးအတွက်ကြောင့်ကျွန်တော်တို့ကအနေငယ်ဟိုအခက်ခဲလीတော့ရှိနိုင်တယ်လို့ကျွန်တော်တို့ယူဆတယ်ဟိုပြဿနာလေးတွေတော့ဘာရှိနိုင်မလဲဆိုတော့ဆက်ပီစီရောကြောက်တယ်ပြောတော့အခုချိန်မှာပြောနေကြတာဟာဂါဘရီယယ်ကနာသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဆက်ပီစ်ကဟိုဖြစ်တယ်ဟိုခဏလေးကိုဂါဘရီယယ်ကဒီဟိုဖြစ်တယ်ပေါ့နော်ဟို ဂါဘီမပါလို့ရှိရှင်ကျွန်တော်ချယ်ဆီအသင်းကပို့ပြီးတော့ခွင့်ရေးရှိတယ်ကျွန်တော်မထင်ဘူးချယ်ဆီကချယ်ဆီကဘာဖြစ်လဲဆိုတော့ဂါဘီယံမမဟုတ်ဘယ်မသိမ်းဆိုစက်ပီကိုကြောက်တာဘယ်ဘယ်သိမ်းဆိုစက်ပီကိုကြောက်တာကြောက်တဲ့အတွက်ကြောင့်ကြောက်တဲ့အတွက်ကြောင့်ကျွန်တော်ကဟိုဂါဘီယံပါမမဟုတ်ဘူးအာဆင်နယ်ကိုဟိုနည်းနည်းတော့ဒီလိုစက်ပီစ်တွေလက်ပစ်ဘောတွေအမြင့်ဘောတွေအဝေးဘောတွေပြီးတော့ကွင်းလယ်မှာဒါဒက်ကလန်ရိုက်စ်တဲ့ဇူဘရာမန်ဒီရဲ့အာကပ်ကပ် စိတ်ကန့်ရှိရှိပေါ့ဗျာပြောချင်တာ discipline ကောင်းကောင်းနဲ့ကွင်းလယ်ကိုထိမ့်ချုပ်တဲ့ပုံစံချက်စီးသွင်းတော့ခက်ခဲနိုင်ရည်ရှိရလို့ကျွန်တော်ယူဆဒါပေမဲ့ချက်စီးသွင်းရှိတဲ့ပွဲရက်ဆက်ကလည်းရန်ရည်ကြီးတယ်ဘာစီလိုနာနဲ့လာတာကျွန်တော်တို့ရက်ဆက်ကောင်းခင်အဲ့ဒီမန်ဒယ်လတီကအာဆင်နယ်ကိုကျွန်တော်အများကြီးထိုးနှံနိုင်တယ်အဲ့လီနဲ့ကျွန်တော်အာဆင်နယ်ပွဲတော့နည်းနည်းဝေးသေးတော့ကျွန်တော်အဲ့လောက်ပဲသွားမယ်ဒီပေါ့အာဆင်နယ်ပွဲပြီးတော့ပြီဆိုတော့ကျွန်တော်လည်းခကြီးကပြန်တော့မှထင်ပါတယ်ဟုတ်โอเคပါဆိုတော့ ဒီနေ့ကျွန်တော်တို့ live ကိုတော့ဘလောက်နဲ့ပဲကျွန်တော်တို့ဆော်ပြီးတော့ရက်လိုက်တော့မှာเนาะဟုတ်ကိုရသေးလားကိုကိုရမှုရသေးလားမရတော့ဘူးအဲရပါတယ်ရပါတယ်ကျွန်တော်မှာလူသမီးလမ်းခေါ်လို့ရတယ်ကျွန်တော်မှာငါငါဟိုလောက်လို့ live လုပ်နေပြောထားဟာဟာဟာရဟိုကျွန်တော်10မိနစ်လောက်ပေါ့10မိနစ်လောက်နောက်မိကုန်းတစ်ခုလောက်သွားလိုက်မယ်ကိုဟုတ်ဟုတ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ဒါနောက်ဆုံးအခုမိကုန်းလေးကတော့ပထမပြင်ဆင်ထားတဲ့အတိုင်းပဲအဲ့တော့ပြီးလို့ရှိရင်ကျွန်တော်ဒီဇင်ဘာ project ကလာလာပြီ မနစ်ကဒီဇင်ဘာပွဲချက်ကာလာရဲ့အစပိုင်းတောက်လျှောက်မှာတော့ကောင်းနေရလိုက်တောက်လျှောက်တော့ကောင်းလာပြီးတော့ဖူအန်ကိုအင်္ဂလိပ်ပွဲရှုံးပြီးတော့အခါလက်သွားအောင်ဒီနှစ်ဒီဇင်ဘာပွဲချက်ကာလာသူတို့မှာဒီလောက်ကြီးပွဲချက်မရှိဘူးကိုကြီးဒီယူကာဆယ်နဲ့အဝေးဝင်းတပွဲလောက်ပဲရှိဂျန်နာရီကလည်းဘာမှမဟုတ်ဘူးဗျာကာတစ်တို့ဘာလို့ဒါဖလားပွဲမှာကန်ရမယ်အဲ့ပြီးလို့ရှိရင်ဒါ Everton နဲ့သူအင်္ဂွင်းမှာကန်ရမယ်ဆိုတော့ဘုံမောက်နဲ့တော့သူမကြော့ကန်ဘူး။ဘရော့ဒီနှစ်ဒီစီဇန်မှာပွဲချက်ကာလာက Chelsea တင်းရဲ့ အကိတ်များပွဲတိုင်းသူတို့နိုင်အောင်အမှားနဲ့နဲ့ကစားနိုင်ခဲ့မယ်ဆိုရင်သူတို့အတွက်ဒါအများကြီးမျှော်လင့်လို့ရတဲ့ဒီစင်မှာကာလလာများဖြစ်သွားနိုင်မလားဆိုတဲ့အကြောင်းလေးပြောပြီးတော့ပြတ်ပေးပါဦးခုနကပြောပြောတဲ့စကားလေးအရင်ကောင်းတယ်အမှားတွေကိုပြင်ဆင်တယ်ဒါမှမဟုတ်မမှားတွေမများခဲ့ဘူးဆိုလို့ရှိရင်အမှားကျွန်တော်ကပွဲတိုင်းမှားတယ်ဒီလောက်နောက်တန်းဘောလုံးစပြီးလာမှားနေပြီအဲ့ဒါပွဲတိုင်းမှားအဲ့အမှားတွေဒါပြင်ဆင်နိုင်ရင်ကျွန်တော်ခုခုနကအကူပြောတဲ့စကားအရင်ကောင်းတယ် လုံးဝဒီဒီစင်မှာပွဲချက်ကာလကျွန်တော်တို့အမြဲအယမ်းရွှေဖြစ်မဲ့ကာလသူများတွေကဒီကာလမှာအယမ်းခက်ခဲတယ်ကျွန်တော်တို့တွေ့ရတဲ့အသင်းတွေဟာအမြင့်အသင်းတွေလည်းမပါဘူးအယမ်းယုံနေရတဲ့အသင်းတွေလည်းမပါဘူးအမှတ်ကိုကျွန်တော်တို့ပေးလိုက်လို့ရတဲ့အသင်းတွေပါတယ်ပြောချင်တာဘုံမောက်လို့ကျွန်တော်တို့အမှတ်ပေးလို့ရတယ်ဘာဖြစ်လို့တို့ကတို့အနေထားနဲ့ကဇရားထိတ်ဆုံးထိလည်းတတ်ဆရာမလို့ဇရားအောက်လည်းဆင်းမဲ့အနေထားမဟုတ်တို့လက်ရှိရှိနေတဲ့လက်ရှိအနေထားအနေနဲ့ကျွန်တော်တို့ချက်စီသတင်းလောက်ရှုံးသွားတယ်ဒီနေရာကိုချက်ချင်းဖယ်ပေးရနိုင်တာမဟုတ် ဒါတော့ဘုံမောက်လူမျိုးတင်းမျိုးလေကျွန်တော်တို့ကိုအမှတ်ခွဲပေးရလို့တို့အားမဆိုင်ဖြစ်လို့ကျွန်တော်တို့ရှုံးသွားကျွန်တော်တို့တော့ AC Everton လည်းဒီတိုင်းပဲ pressure ကင်းနေတဲ့အသင်းနေ Burnley လည်းတကယ်တော့ဒီတိုင်းပဲ Burnley ဆိုဒီနှစ်မှာအတန်းတက်လာတယ် result လေးမဆိုးအခြေအနေကောင်းတယ်တန်းပြန်ဆင်းဖို့တော့မဖြစ်နိုင်တော့တဲ့အခြေအနေမျိုးဖြစ်တယ် Chelsea အသင်းကိုအမှတ်ခွဲပေးရလို့ဘာမှမဖြစ်တဲ့အနေအထားမျိုးဖြစ်တယ်ဒီတကြောင်အရန်ချီနေကောင်းတယ် Barcelona ကိုကျွန်တော်တို့ကလည်းအိမ်ခွေးမှာပြန်ပြီးတော့ဒီနေ့အိမ်ထဲ break အပြီးမှာအိမ်ခွေးမှာပြန်ပြီးရင်ဆိုင်ရမှာ ဘာစီလိုနာရဲ့ကစားဟန်လည်းချဲစီရဲ့ကစားဟန်နဲ့ဘုံဝကွက်တိဘာစီလိုနာကချဲစီကိုကြောက်အောင်အနေထားမျိုးအဲ့လိုအနေထားမျိုးကနေကျွန်တော်တို့အာဆင်နယ်ကရက်ဆက်ကောင်းကောင်းပြောပြီးပြီးပြီးကျွန်တော်တို့အာဆင်နယ်စီကအမှတ်ခွဲယူမယ်ဗျတတ်မှတ်ပြောချင်တာအတတ်မှတ်အာဆင်နယ်လိုအသင်းမျိုးကျွန်တော်တို့အခန်းစစ်ရန်ကောင်ကျွန်တော်ဂိုးသွင်းမယ်ဗျာနော်အဲ့လိုဂိုးသွင်းတဲ့အနေထားနေကျွန်တော်အမှတ်ခွဲယူနိုင်ခဲ့တယ်ဆိုကျန်တဲ့ပွဲတွေကျွန်တော်တို့အတွက်ခက်ခဲစရာအကြောင်းမရှိအကိုခုနပြောရဲစကားလေးကအရန်ကောင်လုံးဝလေဘင်းကုတ်ကိုကျိုးခွင့်စော့နောက်တန်းဘောလုံးပေးတာနဲ့နေမှားနေမှောက် စမ်းချက်ကကျွန်တော်ဂိုးတက်ဖမ်းပြီးဘောလုံးပြစ်ပေးတာပို့ကောင်းတယ်ဘောလုံးချပြီးတော့ကန်နေတာပို့ဆိုးတယ်ပြီးတော့ကျွန်တော်ချဲစီတင်တိုးတက်လာတဲ့အပိုင်း pressing game ကစားကောင်းလားစပားနဲ့ပွဲမှာအရန်တိတာဝူးဖ်နဲ့ပွဲမှာလည်းတအားတိတာဝူးဖ်နဲ့ကျွန်တော်တို့ကပ်ပွဲကစားတဲ့ခါမှာတအားတိတာလူငယ်တွေက energy ကောင်းကောင်း speed ကောင်းကောင်းနဲ့ agility ကောင်းကောင်းနဲ့ strength လေးတော့နည်းနည်းလိုတာပေါ့နော်ခန္ဓာကိုယ် structure လေးကအရင်ဖွင့်ပြိုးတဲ့အနေအထားမျိုးတော့မဖြစ်သေးဘူးအဲ့ဒီတော့ကြောင့် အဲ့လိုကောင်းကောင်းနဲ့ကောင်းနေတဲ့ကောင်းနေတဲ့အခြေအနေမျိုးမှာ pressing ကစားလာဟာအရင်ကျွန်တော်တို့အရင် high press ဆိုတာထက်လေပြောလို့မခက်ဘူးလုံးဝ press လည်းမဟုတ်လိုအပ်တဲ့အချိန်လေးနေမှာ timing ကြိုက်ပြီးတော့ Chelsea ကစားသမားလေး press လုပ်သွားဥမာပြောချင်တာတပွဲလုံးကြီးကျွန်တော်တို့ကပွဲကြီးကိုစုံအတင်း press ကြီးရောကိုင်းစီတို့အဲဆိုအတင်းလိုက်လို့နေတာမဟုတ်လိုအပ်တဲ့ timing လေးခဏအတွင်းမှာကျွန်တော်တို့ SC ဘောင်းဘုံဘုံဘုံလှူလိုက်တယ် ကျွန်တော်တို့ဟိုဟာဖြစ်သွားတယ်အဲ့ဒီ groove နဲ့ပွဲမှာအရန်လာတဲ့ကိုချစ်လောက်ပြီးတွင်းသွားတယ်အဲဒါဒီ pressing ကနေကိုရခဲ့တာဆိုဒီ kaisi တို့ရဲ့ကိုစပားနဲ့ပွဲမှာဆိုလဲအတင်း pressing လောက်တာသူတယောက်တည်းလိုအပ်တဲ့အတိုင်းပင်လေးတွေမှာသူတို့ကသူတို့လောက်သွားတဲ့ pressing တွေကအရန်ကောင်းတယ်အဲ့ pressing နဲ့ပဲကျွန်တော်တို့ခိုးရသွားတယ်မြောက် chelsea ရလဲ pressing တွေလဲတိုးတက်လာတာကျွန်တော်တို့တွေ့ရတယ်နော်အဲ့လို pressing တွေတိုးတက်လာခြင်းဟာအသင်းကြီးတွေနဲ့ရင်ဆိုင်တဲ့အခါမှာအရန်ရေးကြီးတယ်အသင်းငယ်တွေကတော့ကျွန်တော်တို့ပြီးမှာကျွန်တော်တို့ကဘောလုံးကန်ရအောင် အသင်းကြီးအသင်းကြီးတွေကတော့ဘာစီလိုနာတို့အာဆင်နယ်တို့ကကျွန်တော်တို့ပေးရမှာဘာစီလိုနာဆိုပို့ပေးရအာဆင်နယ်ဆိုပေးတဲ့လောက်ပေးရအဲ့ပေးတဲ့လောက်ပေးပြီးကျွန်တော်တို့ကဘောလုံးပြန်လိုရမယ်ချင်းနေမျိုးအဲ့လိုဘောလုံးပြန်လိုရမယ်ချင်းနေမျိုးဆိုရင်ကျွန်တော်ခြေစည်းတင်ဟာခုနပြောရပြိုးတက်လာတဲ့ pressing နဲ့ကျွန်တော်တို့ပို့ပြီးတော့လုတ်ပြနိုင်လိမ့်မယ်လို့ထင်တယ်ပြီးပြီးတော့ကစားသမားတွေရဲ့ mental ကိုကြည့်တဲ့အခါမှာအသင်းကြီးတွေနဲ့တွေ့ရင်တို့ရဲ့ mental တွေတို့ရဲ့ခံယူချက်တွေတို့ပြချင်းတာတို့လုတ်ပြချင်းတာ တို့ခံစားချက်တွေကပို့ပြီးတော့အမြင့်ဆုံးနေရာတီးကိုရောက်တယ်။ဒါပေမဲ့အသိငယ်ကြီးနဲ့ထွေးတဲ့အခါမှာကျွန်တော်တို့အမြင်နဲ့ကုသုံးပတ်လောက်ရှိပြောနေကြကျွန်တော်ရဲ့စကားမုံလုံးစက်ကူကတ်အောင်ပဲတို့ကစားနေရတယ်။တို့ရဲ့ဖောက်ထွက်မှုကိုမရှိကစားသမားရွေလျားပုံတွေထက်ပြောကြတာ overlap ကစားမလို့လို့ interlap ပဲကစားမလို့လို့ကဏ္ဍချူဘောလုံးကြီးဆွဲပြေးသွားမြောက်တင်တယ်ခေါင်းတိုက်မဲ့သူမရှိဘူးဒီမုံလုံးစက်ကူကတ်တဲ့ကစားဟန်တွေပဲတိုင်ပတ်နေတာအဲ့တော့ Chelsea တင်းကကျွန်တော်ဘာမြင်လဲဆိုတော့ အသင်းရဲ့နှိမ်လွန်ပြီးကျွန်တော်တို့ကန်ဆော့မယ်အသင်းကန်ခံဆော့မယ်အသင်းဆိုကျွန်တော်ခတ်အဲအမတ်လိုလို့ကျွန်တော်တို့ကိုတူတင်ကိုတင်ဆော့ရမယ်ဆိုကျွန်တော်တို့တော့ကမခတ်ခဲ့ဘူးဒါပြီးခဲ့တဲ့ရာသီထဲမြင်ရတယ်ခုရာသီမှာပို့လို့တောင်ကွင်းကွင်းကွက်ကွက်ကျွန်တော်တို့မြင်ရတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ကဘန်လီနဲ့ပွဲဟာဒီ international break ရဲ့အစအသက်ပဲဒီပွဲမှာသာ result ကောင်းရင်နောက်ပွဲတွေကျွန်တော်သိကြောက်ဆံမလို့တော့တအားဦးကြောင်ကြမလို့ခုပဲလို့ရတယ်ပေါ့ဒါကြောင့် Everton တို့ဘုံမောက်တို့ ကျွန်တော်ညူကာဆီညူကာဆီလို့ကျွန်တော်ရှိမှာအမှတ်တွေယူပြီးွားရင်ညူကာဆီလို့ပွဲမျိုးမှာကျွန်တော်အဝေးကွင်းသွားကစားကျွန်တော်တို့အမှတ်ပေးခွင့်ရှိတယ်ကျွန်တော်အမှတ်တွေတို့ပေးလိုက်လို့ပြဿနာမရှိဟုတ်တယ်နော်ကိုကျွန်တော်တို့အမှတ်တွေတို့ပေးတယ်ဘာလို့ကျွန်တော်ရှိမှာအမှတ်တွေယူပြီးွားလဲဒီကျွန်တော်ခုနပြောတဲ့ကိုပြောရဲ့ဒီစင်မှာပွဲချက်ကလာခုနပွဲ၈ပွဲ၉ပွဲမှာတော့တရားကြရားခိုင်တော့နိုင်ဖို့တော့ဖြစ်နေခုနသုံးနီးအကိုအကိုကိုသုံးနီး၂၈ကျွန်တော်ကိုသုံးသုံးပွဲလုံးနိုင်၂၉ပွဲလုံးနိုင်၂၈မှတ်စာပေါ့ဗျာတဘောက ်ထားမှာတော့ခုကျွန်တော်ဘာစီလိုနာအတန်တာကိုလည်းထည့်ထွက်တော့အဲ့တော့နှစ်ပွဲဖြစ်လဲခုနှစ်ဖွနှစ်ပွဲခုနှစ်ပွဲဆိုခုနှစ်သုံး20နှစ်မှန်ကျွန်တော်အနေနဲ့15မှတ်ကနေ16မှတ်ထဲ16မှတ်ကြားရရင်ကျွန်တော်တို့ကအမြတ်ပဲတော်တော်ကောင်းတယ်တော်တော်ကောင်းနေပြီတော့အခုအမှတ်ကျွန်တော်တို့က20နော်အခုနောက်ထပ်20လောက်ရရဆိုလို့ရှိရင်ထားပါလို့ကျွန်တော်16မှတ်ရရဆို38မှတ်ခုနောက်ထပ်ဖြာဒီဝက်မှာ38မှတ်ဆိုတာနည်းတဲ့အမှတ်မဟုတ်တော့ကြလားနောက်ထပ်9ပွဲဆိုကျွန်တော်ရာဒီဝက်ညီပါရောက်သွားပြီ ဲ့လိုယာတီဝဲရောက်တဲ့အချိန်မှာ38မှတ်ဆိုတာနည်းတယ်မှတ်မဟုတ်အဲ့လိုဆိုကျွန်တော်တို့လက်ခံလို့ရတယ်ဒါပဲဒါဆိုအသင်းရဲ့ consistency တည်ငြိမ်နေတဲ့စွမ်းအားတစ်ခုကိုသူဟာဒီလိုပွေးစင်မှာပွဲချက်ကာလတဲ့မှာအန်ဆိုမတ်စ်ကဆွဲဆောင်နိုင်ရင်အေးစေးဒါမျိုးကြော်ဖြတ်နိုင်ရင်ကျွန်တော်တို့ကယာတီကုံမှာဘာမှဖယ်ရမှာဆိုကြော်ဖြတ်နိုင်ကြအကြောင်းမရှိဒီဟာပြီပဲကျွန်တော်တို့ပြီးခဲ့တဲ့ယာတီမှာဟုတ်မလို့လို့ねဒုက္ခရောက်သွားတာဒီလိုကာလမျိုးမှာပြန်မဖြစ်ဖို့လိုတယ်ခုနကကျွန်တော်ပြောခဲ့တဲ့စကားဒီကြဘူးအရန်ရေးကြည့်ပါ ဖူဟန်ကိုဦးကြောင်ကြားနဲ့ဘာလိုညာလို့နဲ့ reset ခြေကောင်းနေတယ်ပလိန်ကောက်ရှုံးသွားတယ်ထိုးဆင်းသွားလိုက်တာအတင်းရမနေ့ချန်ပီယံလိဝင်ဖို့တော့ချီးထွားအောင်ရုံးခဲ့ရအဲ့လိုအခြေအနေမျိုးပြန်မဖြစ်ဖို့ဘန်လီနဲ့ပွဲဟာအရေးကြီးတယ် starter အရေးကြီးတယ်ပြန်အစမှာအရေးကြီးတယ်အဲ့လိုအရေးကြီးနေခြေစွမ်းကိုတည်နေအောင်ထား3-5ပွဲလောက်ထားတပွဲတော့ကျွန်တော်ပြန်ရှုံးသွားတာပြဿနာမဟုတ်ရှေ့မှာကျွန်တော်ငါ5ပွဲ6ပွဲလောက်နိုင်ပြီလက်ခံလို့ရရလေအေးစေးဘယ်အသင်းမှာတော့တရားငယ်တို့ဒီလို Premier League ခေတ်ကြီးမှာတရားငယ်တို့အမြင်နဲ့ပွဲတိုင်းနိုင်ဖို့ဆိုတော့မဖြစ်နိုင်ဘူး အခုဒီနှစ်အရန်ထန်စစ်ကောင်းပါဆိုတော့အာဆင်နေတော့ဆန်ဒလန်ကို2ဂိုးတောင်ပေးရတယ်ကျွန်တော်မထင်မှန်ထားတဲ့အခြေအနေမျိုးမှာအဲတို့ကျွန်တော်အသင်းကြီးဘာများဖြစ်လို့လဲပေးရမှာပဲဒါပေမဲ့ကျွန်တော်တို့ပြန်လာနိုင်စွမ်းရှိရမှာဒါပဲဒါဒီအန်ဆိုမတ်စ်ကသင်ခန်းစာကြီးလည်းရနိုင်ပြီလို့ကျွန်တော်ထင်ပါတယ်ပြီးခဲ့တဲ့ရာသီကအတွေ့အကြုံတွေရှိတယ်ဒီနှစ်ရာသီမှာသူ့ရဲ့လူစားလဲပုံတွေသူ decision အမှားတွေကိုချမိလိုက်တဲ့အခါမှာပြန်လဲပြင်ဆင်တဲ့ decision အမှန်တွေဒါလေးကကျွန်တော်တို့က respect ပေးရပြောချင်တာ तू तू sporting driver ကောင်းတယ်ဟောမင်းတို့လူလဲဆိုလို့ရှိရင် လူတွေခုနှစ်ယောက်ရှိတော့လဲကြပလိုက်တိုင်နေပတ်နောက်ဆုံးတော့သူဒုတိယပိုင်းစလဲဆိုတော့ဒီလူတွေကလုံးထုတ်ပြီးသူသွားကျင်တဲ့ပုံရောပြန်သွားတာအဲ့ဒါလေးပြန်တွေ့ရတဲ့အတွက်ကြောင့်တော့တချို့တစ်ချက်ချက်မှာ isomers ကအပြစ်မပြောပဲစောင့်ကြည့်တာပိုကောင်းမယ်ထင်ပါတယ်ကျွန်တော်တို့အဲ့ဆိုတော့စောင့်ကြည့်ကြပါဘောနော်ဒီကညီကိုလည်းကျွန်တော်လည်းခီးသွားစရာလေးရှိလို့ပြန်ရောက်လာရင်တော့တွေ့ပါပဲဟုတ်โอเคပါညီကိုနောက်တစ်ခုကြီးညာစရာရှိတော့ကိုရံမူးကကျွန်တော်တို့ဒီ Monday Night Football ဒီတရက်နေ့ရနေကိုရံမူးကတာခီးသွားတော့ဘောနော် အဒီကြီးကအနည်းဆုံးတစ်လနီးပါးလောက်ကြာလိမ့်မယ်ဒီထက်လည်းနည်းနည်းလေးဆောပါဘူးနော်သုံးဘက်လောက်လည်းလေကျွန်တော်ပြန်လာလောက်လေဆိုတော့အဲ့ဒီသုံးဘက်မှာတော့ကျွန်တော်တို့ရဲ့ Monday Night Football အစီအစဉ်ကရက်တာတော့၎င်းဒါမှမဟုတ်ကျွန်တော်တို့တခြားအစီအစဉ်တစ်ခုနဲ့စားထုတ်တော့၎င်းလုပ်ဖို့များတယ်ဆိုတဲ့အကြောင်းကိုလေဒီ live မှာတခါလေအသိပေးလိုက်ပါမယ်ကိုရမှုရဲ့ဒီနေ့ live ကိုတော့ကျွန်တော်တို့လောင်းနေလိုက်ပါတယ်ကျေးဇူးများကြီးတင်ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါကိုဟုတ်ကဲ့ပါကိုအားလုံးဆက်ပါရဲအားလုံးဆီပါဟုတ်ကဲ့ပါဟုတ်